။ရန်ဘေးမှာတာမန်ပေါင်းပင်အဖြစ်လူအများလစ်လူရှုမိတတ်သည့်အပင်လေးတစ်မျိုးသည်တကယ်တော့ပုံးကွယ်နေသောဗန္နာတပားပင်ဖြစ်ပါသည်ထိုဟာကိုကျက်တောင်တွင်ဟုခေါ်ပြီးညမျိုးနယ်ဝင်မျိုးစုတွင်ပါဝင်ပါသည်။ရိုးစင်းတော်လည်းကျမ်းမာရေးအာနိသင်ကျွယ်ဝသည့်ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ဒါနဲ့ဒီအပင်ကိုပရိသတ်တို့ဘက်မှဘလို့ခေါ်ကြလဲကောမန့်မှာပြောပြပါဦး။နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေတိရအောင် like follow share လေးလုပ်ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်။ အသွင်ပြင်အားဖြင့်ရိုးရှင်းတော်လဲထိုပင်တွင်အံ့ဩစရာကောင်းလောက်အောင်အချိုးကျစုများရှိပါသည် အပူထွက်စေတဲ့အပူကျစေတဲ့အစာကျေစေတဲ့အဖျားယောဂါပြေစေပြီးပုံမှန်သုံးဆွဲပါကကိုခန္ဓာအားကောင်းကြန့်ခိုင်စေနိုင်သည်ဟုသိရပါသည်အသုံးပြုနည်းလေးကလွယ်ကူရိုးရှင်းပါတယ်စကူးလာသောစက်တောင်တွေကိုတန့်စင်အောင်ဈေးကြောပါအမြင့်ကဆအကုန်ယူခဲ့ပါနော်ပြီးနောက် အသေးစိတ်ခုတ်ထက်ကကြက်ဥသုံးလုံးထဲပါထိုးနောက်ကြံရည်ခဲသို့မဟုတ်ရေနှဲငယ်ထဲပါမြည်ပြင်းပြင်းဖြင့်စူပွက်လာသည့်အထိဟူပေါ်တီချက်ပြီးကြက်ဥများကို အခွန်မှတန်းစင်စွာခွဲထုတ်ကသို့မဟုတ်ကြက်ဥသားတွေပေါ်လာအောင် ဖောက်ထဲပါထိုးနောက်10မိနစ်ခန့်ထပ်မံကြိုချက်ပါပြီးရင်တော့သုံးဆွဲရန်အဆင်သင့်ပဲဖြစ်ပါတယ်။ ကြက်ဥသည်အာဟာရနှင့်ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးပြီးကြံရည်ခဲသည့်ခါသမှုကိုတက်တာစေကာခွန်အားကိုလည်းတိုးပွားစေသောကြောင့်ဤနီလန်းသည်ဆေးဘက်ဝင်ယုံသာမကစားကောင်းပါသည်တကယ်အကျိုးရှိတာမို့မိတ်ဆွေတွေတီးရအောင်ရှယ်လေးလုပ်ပေးပါနော်။